ဆယ်နှစ်ကြိမ်မြောက်တာမန်တင်ဘတ်ရဲ့ဇာတပတိနေရှမာတေဦးအေဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်27မှ29သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာငါကိုသခင်သခင်ဟုခေါ်တော်သူတိုင်းကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမည်းတော်၏အလိုတော်ကို ဆောင်ရွက်တော်သူသာလျှင်ဝင်ရလိမ့်မည် ထိုနေ့ရကြရောက်သောအခါညားစွာသော သူတို့ကငါအားသခင်သခင်အကျွန်ုပ်တို့သည် ကိုရောဤနာမတော်၌ဟောပြောခြင်းနတ်ဆိုးများကိုနှင်ထုတ်ခြင်းညားစွာသောတကိုးတို့ကိုပြသခြင်းအစရှိသည်တို့ကို ပြုခဲ့ကြသည် မဟုတ်ပါလောဟု ရှောက်ကြလိမ့်မည်ထိုအခါငါကသင်တို့ကိုငါလုံးဝမသိမတရားသောမှုကိုပြုသောသူတို့ငါထံမှထွက်သွားကြလော့ဟူ၍သူတို့အား အတိလင်းပြောဆိုမိငါ့စကားကိုကြား၍ကျင့်တော်သူဟုသမျှသည်ကြောက်ပေါ်၌မိမိအိမ်ကို ဆောက်ထားသောပညာရှိနှင့်တူလိမ့်မည် မိုးရွာ၍ရေကြီးပြီးမုန်တိုင်းထံသဖြင့်ထိုအိမ်ကိုရက်ခတ်တော်လဲ၎င်းမှာကြောက်ပေါ်၌တိဆောက်ထားသောကြောင့်မပြိုလဲချေဤငါ့စကားများကိုကြား၍မကျင့်မဲနေတော်သူဟုသမျှသည်တဲပေါ်၌မိမိအိမ်ကိုဆောက်ထားသော လူမိုက်နှင့်တူလိမ့်မည် မိုးရွာ၍ရေကြီးပြီးမုန်တိုင်းထံသဖြင့်ထိုအိမ်ကိုရိုက်ခတ်သောအခါ၎င်းသည်ပြိုလဲ၍၎င်း၏ပျက်စီးခြင်းမှလည်းကြီးမားလာပြီသည်ဟု မိန်တော်မူလေ၏ယေရှုသည်ဤเจ้าရာများကိုဟောပြောတော်မူပြီးသောအခါလူပိဋကတ်တို့သည်ကိုရောဤတုန်တင်ချက်များကိုလွန်စွာအံ့ဩကြကုန်၏အကြောင်းမူကားကိုတော်သည်ကျန်သက်ဆရာတို့ကဲ့သို့မဟုတ်ဘဲဩဇာအာဏာရှိသူတူဦးကဲ့သို့ သူတို့အား ဟောပြောတုံသင်တော်မူသောကြောင့်ဖြစ်၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် Listening and action ကျွန်တော်တို့လူသားများဟာကျွန်တော်တို့ရဲ့ဘဝရှင်သန်မှုကိုတည်ထမ်းလိုတဲ့ခိုင်မြဲလိုတဲ့လုံခြုံစိတ်ချလိုကြပါတယ်ဒါပေမဲ့ဒီလောကကြီးဒီကမ္ဘာမြေကြီးပေါ်မှာ အမြဲအစဉ် တည်တံ့ခိုင်မြဲတဲ့လုံခြုံစိတ်ချရတဲ့နေရာရဲ့လို့မရှိတာကျွန်တော်တို့အတိပဲဖြစ်ကြပါတယ်။ဒီနေ့မှာဖျားသခင်ကသူ့ကိုယ်သူကြောက်ဖြစ်ကျွန်တော်တို့ဘဝကိုသူ့ပုံမှာမိခိုပြီးတိဆောက်ဖို့အတွက်ပေးအပ်လာတာကို တွေ့ရပါတယ်။ဒီလိုတိဆောက်နိုင်ဖို့အတွက်လုပ်ရမယ့်အရာနှစ်ခုကတော့ listening သူသင်ပြလာတဲ့အရာများအဆက်အသွယ်ပြုလာတဲ့အရာများကိုနားနဲ့သာမကနှလုံးသားနဲ့နားထောင်ပြီး action လက်တွေ့ဘဝမှာလည်းကြင်ညာအာထုတ်နေထိုင်အသက်ရှင်ဖို့လိုရဆိုတဲ့အကြောင်းနားထောင်တတ်တတ်နဲ့မလုံလောက်သေးဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကြားလာရပါတယ်။ဒါကြောင့်နားထောင်ခြင်းနဲ့ကြင်ညာအာထုတ်ခြင်းဆက်ဆက်နေရမှာပါ။ထို့တူပဲယုံကြည်ခြင်းနဲ့ဘဝအတ္တဒါလည်းဆက်ဆက်နေရပါတယ်။လက်တွေ့မပွားတဲ့ယုံကြည်ခြင်းဟာအသေးပဲဆိုပြီးတန်ရာကိုပြောထားခဲ့တဲ့အတိုင်းပဲယုံကြည်ပြီးဆိုရင်လွတ်တဲ့ဘဝနဲ့ ဆက်ဆက်နေရပါမှာယုံကြည်အားချက်များကိုချင့်ချံအားထုတ်နေကြမှာလည်းပဲဖြစ်ပါတယ်ဒီလိုပြုမှုဆောင်ရွက်တဲ့လူမှန်သမျှဟာတကယ်လုံခြုံစိတ်ချရတဲ့လောကရန်အတိုက်ခိုက်တဲ့အဖြတ်စည်းတဲ့အားလုံးကိုကြံ့ကြံ့ခံနိုင်တဲ့ဘဝကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်ဘုရားသခင်ပေးလာတဲ့တကယ်ကြောက်ပေါ်မှာတည်ဆောက်နိုင်တဲ့အိမ်ဟာဒါပဲဖြစ်ပါတယ်နတ်ထိုင်အောင်တသက်မကဘူးချင်းညာအားထုတ်ခြင်းယုံကြည်အောင်တသက်မကပဲတကယ်လက်တွေ့ဘဝတဲ့ ထဲ့သွင်းကအသက်ရှင်ခြင်းဒီလိုနေထိုင်အသက်ရှင်ခြင်းအဖြစ်တကယ်ခိုင်မြဲတဲ့ကြောက်ပေါ်မှာအစင်မြဲဘဝကိုတည်ဆောက်ခြင်းအဖြစ်လုံခြုံစိတ်ချတဲ့တကယ်ခိုင်မာတည်မြဲတဲ့ဘဝတတကို ရရှိပိုင်ဆိုင်နိုင်ကြမှာလည်းဖြစ်ပါတော့တယ်။